မြန်မာတနိုင်ငံလုံးကိုပခုံးပေါ်မှာခြံထားရပြီးစူးစမ်းနေရတယ်ဆိုတဲ့စကားတစ်ခွန်းကြောင့်ဝေဖန်ခံနေရတဲ့ JK ဆိုဖီယာ JK ဆိုဖီယာက Miss Grand ကိုတော့ရောက်ရှိမြတ်မှုအတွက်ယုံကြည်ချက်အပြည့်ရှိနေပြီးတော့နိုင်ငံအတွက်ဂုဏ်ဆောင်မှုကိုအစင်းသင့်ဖြစ်နေပါပြီ။လွန်ခဲ့တဲ့နှစ်မှာတဲစုငင်းက Second Runner Up စုကိုရရှိသွားခဲ့ပေမယ့်စင်မမာရီငူနေခက်လို့အဆက်ကွဲခဲ့ရသူပါ။စိတ်ကန်စားချက်ကိုမထိန်နိုင်တဲ့အဖြစ်ပြက်ကြောင့်ဝေဖန်ခံရပြီးတဲ့နောက်ဒီနေ့ရဲ့ JK ဆိုဖီယာကလည်းဘာစုရလာမလဲဆိုတာသိချင်စိတ်တွေကပြည်သက်တွေစီမှာရှိနေကြပါတယ်။ JK ကမကြခင်ကျမတော့မဲ့ Miss Grand International ပြိုင်ပွဲအတွက်စူးစမ်းနေပြီးတော့ဒီရက်ပိုင်းတ မှာတော့ထိုင်းနိုင်ငံမှာတွားရောက်ရှင်မြိုင်တော့မှာဖြစ်ပါတယ်။ GK ကနိုင်ငံခြားကိုတွားမပြိုင်ခင်လေးစိတ်မှာပြည်သက်တွေကိုနှုတ်ဆက်ရင်းနဲ့သူကမြန်မာတနိုင်ငံလုံးကိုထန်ထားရသူဖြစ်တဲ့အကြောင်းပြောခဲ့ပါတယ်။အလာမေရီကနိုင်ငံကုန်ဆောင်ပေးမဲ့သူတွေဖြစ်လို့တာဝန်ကြီးမားတဲ့အကြောင်းကိုတနိုင်ငံလုံးကိုထန်ထားရတဲ့အကြောင်းပြောသွားခဲ့တာပါရှင်။ GK ကနိုင်ငံကုန်ဆောင်ဖြစ်အောင်စူးစမ်းနေတယ်လို့ပြောချင်တဲ့အတိတ်ပဲဖြစ်ပေမဲ့တနိုင်ငံလုံးကိုထန်ထားရတယ်လို့ပြောမိတာကြောင့်အပေါ်ဒီပြောလို့နဲ့ဆိုပြီးဝဖန်ခံနေရပါတယ်။အလာမေပြိုင်ပွဲဝင်ပြိုင်တာကိုအားလုံးကသိထားပေမဲ့တနိုင်ငံလုံးကိုထန်ထားရတယ်ဆိုတဲ့စကားကတော့အိုဘာဖြစ်နေခဲ့ပါတယ်။ GK က အကလည်းကောင်းအဆူလည်းကောင်းတဲ့အပြင်တခြားထက်လန့်တွေလည်းရှိပေမဲ့တနိုင်ငံလုံးကသူ့ပခုံးပေါ်ရောက်နေတဲ့ဆိုတဲ့စကားကိုတော့အံ့ဩနေကြရပါတယ်။သူ့အတွက်ပို့ပြီးတော့တာဝန်ကြီးလို့ကြိုးစားရမှာဖြစ်တာကိုနားလည်ပေမဲ့တနိုင်ငံလုံးကိုမချမ်းလိုက်ပါနဲ့ဆိုပြီးတော့ဂျီကိကိုလည်းစားနောက်နေကြပါပြီ။ Miss Grand ပြန်ဝဲကမြန်မာပြည်သူအများစုနဲ့အဆင်မပြေတာကိုဂျီကိကိုရင်းကသိရှိထားပြီးသားဖြစ်ပြီးတော့ဒီစကားကြောင့်သူ့ကိုလူမုံများမှာကိုစိုးရိမ်နေကြပါတယ်။ဂျီကိကတနိုင်ငံလုံးကိုထမ်းထားရလို့အားနာနေကြပြီးတော့တနိုင်ငံလုံးရဲ့စီးရင်ကနေငါ့ကိုထုတ်လိုက်ပါလို့လည်းပြောနေကြပါတယ်။ဂျီကိကတော့အပေါ်ရီမပြောဘဲလေးစေးကနေထွက်သွားပြီး ဆိုတာနဲ့တိုင်းပြည်ရဲ့တာဝန်ကသူ့ပခုံးပေါ်ရောက်လာပြီလို့ဆိုပါတယ်။နိုင်ငံအတွက်ကြီးမားတဲ့တာဝန်ကိုထမ်းဆောင်ပြီးပြန်လာမှာဖြစ်လို့သူ့ကိုလည်းတနိုင်ငံလုံးကအားပေးစီခြင်းနေကြပါတယ်။နိုင်ငံတကာအလဲမှာမြန်မာလူရေးထားတဲ့ဆက်လွယ်ကိုလွယ်ပြီးတော့အရှင်းမြိုင်နေရတဲ့အတွက်သူ့အတွက်ကလည်းတာဝန်ကြီးပါတယ်။အမတ်တခုခုကိုလုံမိတဲ့ဆိုရင်သူ့အတွက်တမကပဲနိုင်ငံကိုပါထိခိုက်ပြီးတော့ပြောဆိုလာနိုင်တာကြောင့်အဆက်ဆက်အရာသတိထားမှာဖြစ်ပြီးတော့သူ့အတွက်နဲ့အရှက်မရစေဘူးလို့လည်းအမခံထားပါတယ်။ JK ကဒီနေ့မှာအရှင်းမြိုင်သွားမယ့်အကြောင်းအရာတွေနဲ့လည်း concept meet နေပြီးတော့ဒီနေ့ကသူ့အတွက်အောင်မြင်မှုရရှိမယ့်အနှစ်ဖြစ်မလားလို့လည်းယဉ်ခုံနေကြပါတယ်။ ယ်။လွန်ခဲ့တဲ့နှစ်တည်းမှာနေနေလေးအိမ်နဲ့တဲဆင်ကြီးကမြန်မာတဲ့ဆုတွေကိုရလာပြီးတော့ JK သာ Miss Grand International 2025မှာဝန်ထမ်းဆုရမယ်ဆိုရင်တော့မြန်မာအလှမယ့်တမိုင်းမှာ rank အမြင့်ဆုံးအလှမယ့်ဖြစ်လာတော့မှာပါရှင်။ JK က National Council ကိုလည်းတရားပြင်ဆင်ထားပြီးဖြစ်ပြီးတော့ပြိုင်ပွဲရောင်းဝချပြသွားမယ့် surprise တွေလည်းရှိနေပါသေး။ JK က Miss Grand မှာပြိုင်မှာဖြစ်လို့အမပေးကြဘူးလို့ပြောကြပြီးမယ်။တကယ်ပြိုင်ပွဲဝင်မယ်ဆိုရင်တော့မြန်မာဆိုတဲ့စိတ်နဲ့အပြေးကြမဲ့သူတွေရှိနေကြပါသေး။ JK ကသူသွားပြိုင်မယ့်နှစ်ကထူးခြားနေပြီးတော့သူလိုဂျင်နိုင်ရအောင်ယူနိုင်နေဆိုတဲ့ယုံကြည်မှုကလည်းအပြည့်ရှိနေပါ ပါတယ်။လွန်ခဲ့တဲ့နှစ်မှာလဲသဲဆွေရင်းကတနိုင်ငံလုံးကိုထန်ထားရပါတယ်ဆိုပြီးပြောခဲ့ဘူးလို့ဝေဖန်ခံခဲ့ရသေးပါတယ်။ဒီနှစ်မှာလဲ JK တယောက်သူ့ပခုံးပေါ်မှာမြန်မာတနိုင်ငံလုံးရောက်ရှိသွားပြန်ပါပြီ။နေနေလေးအိမ်ကတော့သူ့နောက်မှာမြန်မာတနိုင်ငံလုံးကိုခေါ်လာခဲ့တာပါဆိုပြီးတော့ရှင်းပြန်ခဲ့ပါတယ်။ Miss Grand မှာတော့ဝန်ထမ်းရဖို့အတွက်ဗိုလ်တင်ကအဓိကဖြစ်တာကြောင့်ဗိုလ်တွေကလည်းမြန်မြန်ပေးဖို့ JK ကတောင်းဆိုထားပါတယ်။လွန်ခဲ့တဲ့နှစ်ကသဲဆွေရင်းကိုအားပေးတဲ့ပရိသတ်တွေကများပြီမဲ့ဒီနှစ်မှာတော့နောက်ပွားနဲ့အဆင်မပြေတဲ့ပရိသတ်တွေကတော့လုံးဝအမပေးကြပါဘူး။ဂျပန်မှာလဲ JK ကစူးစမ်းအထောက်အကူကောင်းသူဖြစ်နေလို့ ော့မချီချွေးမနေနိုင်တော့ပြိသက်တီကလည်းအပြင်းနေကြရပါတယ်။မကြတော့တဲ့လအတွင်းမှာတော့ JK ကအပိုင်းနဲ့ပြန်ပွဲကြီးကိုရှင်မြိုင်ပြီးတတဖို့ကြီးကိုပိုက်ကပြန်လာဖို့အစိတ်ကူးရင်နေပါပြီ။ JK ထန်းထန်းရတဲ့တနိုင်ငံလုံးတဲမှာပြိသက်ကြီးတို့ရောပေါဝင်နေလား။ JK ကသူမျိုးနဲ့ထားသလိုစုကြီးကိုရလာနိုင်မလားဆိုတော့ကွန်မန့်မှာပြောခဲ့ပါအောင်နော်။ကြီးစုအပြင်းခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။